2025ခုနှစ်ဇွန်လ24ရက်အင်္ဂါနေ့မနက်စောစောနဂိုရန်ကြီးဖျားသခင်တော်တောက်လာတဲ့ကျွန်တော်တို့သည်မှခန်းစားပြီးတိရကလာတော်လာကြည်လင်မဲ့ခွင့်ရွတ်ပြင်ဆင်ပေးတဲ့ဖြစ်ရှင်နာမှာပုံကြည်ပါစေတော့ကာလာချီကိုရှေးစွာရွေးတော့မဆိုရင်နှစ်စာနေဒီကနေ့ပေါင်းဝင်ကျွန်တော်ကျမတယောက်ဖြစ်သည်အသက်ရှင်ခဲ့တဲ့ရက်ပေါင်းက185ရက်တိတိရှိခဲ့ပြီဖြစ်ပါတယ်ကောင်းရတဲ့ရက်ပေါင်း185ရက်ဘယ်လိုသုံးပြုကြလဲပြန်ပြောင်းဆက်ဆက်စဉ်းစားဆင်ခြင်နှုံးသွင်းရအောင် မနက်ဖြန်နေစပြီးတော့နှစ်ကုန်တီးကြံရှိတဲ့ရပ်ပေါင်း190တိတိကြံပါသေးတယ်။ကြံရှိတဲ့ရပ်ပေါင်း190လဲကာလာဂျွန်ကောင်းဆုံးရွေးနုတ်ပြီးသွားလာခြင်းလဲပို့လို့ငါရှေးဥစွာတိုက်တွန်းနှုတ်ဆော်ပြစီ။ဒီကနေ့ My Blessed Morning အစီအစဉ်ကိုဒီကချေပြမဲ့ကြံစာတော့ယောမရစာခန်းကြီး၄အပိုင်ငယ်78ဖြစ်ပါတယ်။သင်ရဲ့မျိုးနွယ်သည်ထိုတို့ဖြစ်လိမ့်မည်ဟုသောဗျာဒိတ်တော်အတိုင်းမိမိသည်လူမျိုးအများတို့၏အဖဖြစ်မည်ကို ဖြစ်မည်ဟု မျော်လင့်စရာအကြောင်းမရှိပဲလေယုံကြည်၍မျော်လင့်လေနောက်ကပါတော့ဒီအသက်ရှင်စကားကိုဖြစ်လိုက်ကြောက်တိုင်းမှာဖျားသခင်သည်အသက်တစ်ခါပြန်လဲကောင်းကြည်ပြီပြပါစေတော့အာမင်အာဘရန်ကြောင့်ပြောနေတာဖြစ်ပါတယ်ဖျားခင်ဗျာရီတော်ဖျားခင်စကားတော်အာဘရန်ရှိရောက်လာတဲ့ခါသင်သည်လူမျိုးအများ no father of many nations မြန်မာလူမျိုးတော့ဘာသာပြန်ပို့ပြီးတော့ဆရာယူတောင်ကျေးဇူးတင်မကောင်းနိုင် အင်္ဂလိပ်ဆိုရင် father of many nations ဆိုတာနိုင်ငံအများရဲ့ဖခင်လို့ပဲပြောတာဒါမဲ့တကယ်မူရင်းမှာက ethnic လို့ပြောတဲ့ဘာသာစကားကွဲတွေအားလို့ပြောတာအောင်လူမျိုးအပေါင်းလူမျိုးအများရဲ့ဖခင် father of many dialects လို့ဘာသာပြန်တင်တာပေါ့လေဒါမြန်မာလိုမှာတော့ဆရာရင်းတန်ပြန်လာဒါသဘောကျစရာကောင်းတယ်လူမျိုးအပေါင်းတို့ဤလူမျိုးအများတို့ဤအဖဖြစ်မယ်ဆိုတဲ့အကြောင်းညာအဲ့ ဂရိတော်လာတဲ့ချိန်မှာအာဗြဟံသားတယောက်မှမရှိသေးပါဘူး။ဇာတိသွေးသားနဲ့ကြိုးစားထုတ်ရခဲ့တာအိရှိမေလတော့ရှိပါပြီ။ဒါပေမဲ့ဘုရားခင်ပေးမယ်လို့ပြောတဲ့ဂရိတော်နဲ့ဆိုင်တဲ့သားဣဇက်မရသေးပါဘူး။ဒါပေမဲ့အဲ့ချိန်မှာကလေးကအာဗြဟံကဘုရားစကားတော်ဖြစ်တဲ့အတွက်ကြောင့်မျော်လင့်စရာအကြောင်းမရှိဘဲနဲ့ဘာဖြစ်လဲ။ယုံကြည်၍မျော်လင့်နေတယ်။ဒီနေ့ချက်တော်ညကိုမမတော့ဒါကြောင့်ကျွန်တော်ကိုယ့်အတိုင်းအပြင်ဖြစ်ဖြစ်မယ်။ကျန်တဲ့တဲ့လို့ပဲဖြစ်ဖြစ်မယ်။ကျန်တဲ့တဲ့ဆရာအဖြစ်ဆရာမအဖြစ်ပေါ့ တော့ဗတရားဟုတ်ချက်ခေါ်ပြောတဲ့အရာသင်အောင်ဆရာဟလာအတင်းတော်လူကြီးပေါ့လေတရားကနေတိုက်တွန်းနှိုးဆော်လို့ဖျားခင်နှစ်ကပတော်ကိုရှိရောက်လာရင်တခါရင်ညောင်နေဆရာမရှိတဲ့အကြောင်းအရာဖြစ်ကောင်းဖြစ်နိုင်အာဘရန်လို့ပေါ့လေဒုမျိုးအများကြီးအဖဖြစ်ဖို့တွေ့ညောင်နေဆရာအကြောင်းလုံးဝမရှိနိုင်ဒါပေမဲ့လည်းအာဘရန်လို့ပဲပါလို့ပို့လို့ရတယ်။ယုံကြည်၍ညောင်လင်းလေဟာလေလုယာယုံကြည်၍မျော်လင့်လေ ဒီစကလုံးကိုကြော်တာသဘောကြပါတယ်။ဒါဒီနေ့ကျွန်တော်တို့တက်တာလဲဖျားသခင်နှုတ်ကပ်တော်ကိုကျွန်တော်ခံစားရရှိတဲ့ကမ္ဘာဂရီတော်ရရတဲ့အခါမှာကျွန်တော်ရဲ့မျက်မှောက်ချီနဲ့ကြည့်လို့ရှိရင်လားလားမှမဖြစ်နိုင်တဲ့အခြေအနေတွေဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ခဏကျွန်တော်ပြောလို့အာဗြံကဲ့သို့ပေါ့လေ။ဒါပေမဲ့ဘလို့ပဲဖြစ်နေဖြစ်နေဖျားသခင်စကားတော်မှန်သလား။စကားတော်မှန်စကားတော်စင်စစ်ဖြစ်ရလားပြီးပြီဒါပဲ။ဖြစ်တဲ့ဆိုရင်ဘာလို့အောင်လဲ။ညှော်လင့်စရာအကြောင်းမရှိဘဲနဲ့ယုံကြည်ပြီး မျောလင့်လိုက်ရုံပဲဖြစ်ပါတယ်အဲ့လိုယုံကြည်ပြီးမျောလင့်မယ်ဆိုရင်တမချစာလာတိုင်းအာဘရန်အဘွားတတကဲ့သို့လူမျိုးအများကြီးအဖဆိုတဲ့စကားတော့ပြည့်စုံတဲ့အတိုင်းကျွန်တော်တတမဘုရားခင်ပေးထားတဲ့စကားတော့ဘလို့ပဲဖြစ်ဖြစ်နေကျွန်တော်အချိန်နေတဲ့ဘလို့ပဲမကိုက်ညီဖို့မရှိနေနေအဲ့ဒီစကားတော့တိုင်းပြည့်စုံမှာဖြစ်ပါတယ်အခုတော့မိတ်ဆွေစင်းကောင်းစင်းရင်နေလိမ့်မယ်တမချစာပြည့်မြို့ကကျွယ်ဝစီပြီးပြောရင်လုံးဝမဖြစ်နိုင်ဘူး ကိုအစင်းရလုံးကျတော့ကုန်းကောက်ဆရာမရှိတဲ့ရှိနေဖြစ်ကောင်းဖြစ်မယ်။ဘုရားငယ်စကားတော့မင်းငါကျွယ်ဝချမ်းသာစီမံပြောရင်ဘာဖြစ်ပြီးသားလဲ။အဲ့ပေါ်မှာဟုတ်လားညှော်လင့်စရာအကြောင်းမရှိဘဲနဲ့ယုံကြည်ပြီးသွာလာခြင်းလည်းပို့လို့ကကြောက်ထက်စင်ပြီးတိုက်တွန်းလို့ဆိုလိုပါတယ်။ကြောက်ရဲနှုတ်ကွက်တော်နဲ့ဝေငါချာဖြင့်ရောက်တဲ့မောဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပြပါစေတော့။ဆုတောင်းနိုင်ကြပါစို့။မြတ်တော်ရှင်ဖာဖျားဘုရားခင်ပြာဋိတော်ကအာဘရန်ရှိလာတဲ့အခါလူမျိုးများတို့ဤအဖဖြစ်မယ်လို့ဖော်ပြပါဗျာ မဲ့အဲ့ကြောင်းရာသူ့အတွက်မျောလင့်စရာအကြောင်းမရှိပါဘူးမျောလင့်လို့လည်းမရနိုင်တဲ့ချင်းနေပါသူ့ရဲ့မျက်မှောက်ချင်းနဲ့ဆိုရင်လုံးဝမဖြစ်နိုင်ပါဘူးဒါပြင်အာဘရန်ကယုံကြည်ပြီးမျောလင့်တယ်လို့ဖော်ပြပါတယ်ဒီတော်ရဘွားတက်တာလဲဘုရားသခင်ဂရီတော်ဘုရားခင်စကားတော်အတတမှာရောက်လာတဲ့ခါမှာလဲသားတို့အချင်းင်းနဲ့လုံးဝမဖြစ်နိုင်ဘူးလို့သိနေတော့လဲကရော့စကားတော့ဖြစ်တဲ့ကြောင့်ယုံကြည်ပြီးမျောလင့်ဖို့လုံကဘာကိုရင်မစအတ္တသာဒီပေါ်မှာအလင်းပေးခြင်းပဲ့ပြင်းခြင်း တုံသိကျေးဇူးပြပြုပြီးတော့ကောင်းချီးပေးပါမိအကြောင်းထားမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖရာနာမတော်ဖြစ်ကိုမိပြုပြီးဆုတောင်းဖလက်အနံ့ကြပါရဖဖရာသခင်အာမင်ကြောဒီတပတ်တာကာလမှာရောပြီးခဲ့တဲ့ခင်ဗျာနေ့ရစပြီးတော့အခုဆိုရင်ပြီးခဲ့တဲ့ခင်ဗျာ22ရက်ပေါ့လေအခု24ရက်ရောမတော်ဆိုရင်စဉ်းစားပါတယ်နောက်ပြီးတော့26လာမယ့်ကြာပါပြီနောက်လာမယ့်စနေရောမတော်ဆန်ဒီပေါ့၄ချိန်စဉ်းစားမှဖြစ်ပါတယ်မနေ့က 2023မှာကျွန်တော်စဉ်းစားခဲ့တဲ့အတိုင်းကျွန်တော်စာလံကျန်စဉ်းစားတယ်။မတ်ဖတ်25စာလံကျန်စဉ်းစားမယ်။နောက်28ရက်မှာစာလံကျန်ဆက်ပြီးတော့စဉ်းစားမှာဖြစ်ပါတယ်လို့ဩဖော်ပြလိုပါတယ်လို့။နောက်ကျွန်တော်ဝန်ကြီးကိုကိုယ့်ရဲ့အသက်မှာထိတွေ့ပြီးတော့ကောင်းချီးမင်္ဂလာဖြစ်တဲ့တိဆောက်ဆရာဖြစ်တဲ့ဆိုရင် public မှာ share လုပ်ခြင်းအဖြစ်အမှုရမြန်မာဆက်လက်ပြီးပောင်းပေးပါအောင်လို့တောင်းဆိုလိုပါတယ်။လို့ဆိုသွားမဲ့သူရောက်တဲ့ပုံမှာဘုရားသခင်သည်ကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့ပေါင်းလောင်ပြီးလမ်းပြတော်မူပါစေသော။အာမင်။